တကယ်ကိုပဲ2025ခုနှစ်အောက်တိုဘာလဟာမြန်မာပြည်သက်တွေအတွက်အထူးခြားဆုံးနဲ့အသေးအတန်ရှင်ခွန်ရဆုံးလက်တလပဲဖြစ်လာတော့မှာပါမြန်မာပြည်သက်တွေနှလုံးနေကြတဲ့ကိုကြီးပွဲကောင်းတွေကတန်းစီလိုရောက်ရှိလာပြီးဖြစ်တာမို့လို့ဒီလောက်ကိုဝမ်းသာစရာဖြစ်တဲ့လလို့နောင်ပြောရမလားပဲမြမကုံစားအွန်လိုင်းအစပွဲကြီးဟာအောက်တိုဘာလ၄ရက်နေ့မနက်ပိုင်းမှာကြာရောက်တော့မယ်ဆိုတာကိုဒါဟာတကယ်ကိုရှင်ကုန်စရာပါပဲမြမစပအုံးရဲ့နင်းဆက်ယူမဲ့ပွဲစဉ်လို့တင်ထွက်နေတဲ့အတွက်သူ့ရဲ့ပြန်မဖြစ်တဲ့ကတ်တာစတန်နဲ့ပွဲဟာ မြန်မာပြည်သူတွေအတွက်အမှတ်တရဖြစ်စေမဲ့တမိုင်းဝင်ပွဲတစ်ပွဲဖြစ်လာမှသိကြပါတယ်။အောင်လအစန်းကသူထွက်ခွာတော့မဲ့တမိုင်းဝင်ပွဲမှာတမိုင်းဝင်အနိုင်ပွဲနဲ့အဆုံးသက်သွားမလား။ဒါမှမဟုတ်ကတ်တာစတန်ကငင်းစားယူမဲ့ပွဲကိုဖျက်ဆီးမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်သလိုအောင်လအစန်းရဲ့ထိုးသက်ဟန်တွေစိတ်သက်တွေကလည်းဘယ်တော့မှအကြက်ဆရာမကုံခန့်နိုင်တဲ့အတွက် အောင်လအစန်းရဲ့နောက်ဆုံးကပြမဲ့အကောက်ကိုပြည်သက်တွေမြတ်တော်မခန့်နိုင်စောင့်ကြည့်နေရမှာပါ။ဒါပြင်မြန်မာနိုင်ငံအတွက်ဝမ်းချက်မျက်ရှိမှာ ထွန်းတောက်မဲ့ကျေပွန်းတပွင့်ဖြစ်မြှော်လင့်နေကြတယ်တော်စာဝင်းရဲ့ပွဲဦးထက်ပွဲကြီးကလည်းကြောက်ရှိလို့လာပြီးဖြစ်ပါတယ်ဖက်ဒက်ချန်မလေးကြည့်နေတဲ့တော်စာဝင်းဟာသူ့ရဲ့ပွဲကိုအော်တိုဘာလကုန်ကနီနောက်ဆုံးအပတ်မှာပွဲဦးထွက်ထိုးတတ်တော့မယ်လို့မနေ့ကကြေဝင်ကြေညာလိုက်တာတွေ့ရပါတယ်သူဟာမကြေညာခင်ကလေးကစီကတကြနေထိုင်ပြီးဝမ်းချမြေရှိဘက်ကတရားဝင်မချမ်းမပြမချင်းအွန်လိုင်းပေါ်မှာရှောက်ပြီးမတင်ကြဘူးအနုညွတ်တောင်းဆိုထားတာကိုလည်းတွေ့ရပါတယ် ဒီလိုမျိုးပွဲမထုတ်ခင်ကတည်းကစီကံလိုက်နာမှုဟာသူ့ရဲ့ professional စိတ်ဓာတ်ကိုပေါ်လွင်စေပြီးပြစ်သက်တွေချစ်ခင်မှုကိုပိုပြီးရရှိစေပါတယ်ထူးခြားဆုံးကတော့ Fedet Chen ရဲ့ပိုင်ရှင်ကိုယ်တိုင်ကစူးစမ်းဝင်းကိုအနီးကစောင့်ကြည့်နေတာပါ Fedet Chen မှာ fighter တွေအချင်းချင်းလက်ကျင့်ထိုးကြတဲ့အခါ Fedet Chen ပိုင်ရှင်ကိုယ်တိုင်ကစူးစမ်းဝင်းကိုအဓိကထားကြည့်ရှုပြီးအလားလာရှိတဲ့ကစားသမားဖြစ်သတ်မှတ်ကပွဲထွက်ခိုင်းခဲ့တာပဲဖြစ်ပါတယ်ဒီလိုအတိမတ်ပြုခံရတာဟာတာမန်ခိတ္တမဟုတ်ပါဘူး ကျော်စာဝင်းကို၄နှစ်စာချုပ်တောင်ချုပ်ဆိုထားတာက Fates လို့ကမ္ဘာစစ်မီဂျင်တခုကသူ့အပေါ်ဘလောက်ထိယုံကြည်မှုရှိတယ်ဘလောက်ထိမျှော်လင့်ချက်ထားတယ်ဆိုတာကိုအချိန်ကြာပြသနေတာပါသူတို့အချင်းချင်းလက်ချင်းထိုးတက်နေတဲ့ဗီဒီယိုတွေတက်လာတဲ့အခါမှာအရင်ကမြင်ခဲ့ရတဲ့ကျော်စာဝင်းတက်ပို့ပြီးတော့မစ်စနစ်ပိုင်းရောလက်တီအားချီကန်အားကောက်ွယ်မှုပိုင်းဆိုင်ရာပါတိတိတတ်တာတိုးတက်လာခဲ့တာကိုတွေ့ရပါတယ်ဂျင်ပါရှင်ကဒီလိုတိုးတက်မှုကိုအသိမဲ့ပြုပြီးဖွဲဥထွက်ခွင့်ပြုလိုက်တာ ပြောစားဝင်းရဲ့ကြိုးစားထုတ်မှုနဲ့စိတ်သက်သာကိုပြန်လည်ထင်ရှားပြသနေတာဖြစ်ပါတယ်။ဖက်တက်ချန်ရဲ့ကြီးညာချက်ရကြိုးစားဝင်းအပြင်မြန်မာဖိုက်တာနောက်ကျောက်ဖြစ်တဲ့စွန်ရက်တို့နှစ်ယောက်စလုံးကလည်းဒီလကုံမှာပွဲဦးထွက်ထိုးခိုက်မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြိုင်မဲ့တွေကိုတော့ဝင်းချက်မြရှိကကျယ်ဝင်ချပြတဲ့အခါမှာကြီးညာနိုင်မယ်လို့ဆိုပါတယ်။ဘလို့ပြိုင်မဲ့မျိုးနဲ့ထိုးရမလဲဆိုတာကတော့ရှင်ဝင်စရာကောင်းတဲ့စောင့်နိုင်မှုတစ်ခုဖြစ်နေပါတယ်။ရေးကြည့်တာကမြန်မာဖိုက်တာနှစ်ဦးစလုံး ဝါစင်မီဝမ်ချမြရှိရဲ့စဝိုင်းနဲ့ကိုစတင်ဝင်ရောက်နေပြီဆိုတဲ့အချက်ပါပဲဒီလအော်တိုဘာလမှာအောင်လအဆိုင်ရဲ့နောက်ဆုံးပွဲနဲ့ကျော်စာဝင်းဆွန်ရဲတို့ရဲ့ပွဲဥထွက်ပွဲတွေအပြင်ဒါမဲ့နိုဝင်ဘာလမှာမြန်မာစူပါစတာတို့ဖြစ်တဲ့ရော်နီကာရဲ့ပွဲကြီးပါနှင်တွေ့ရအောင်ပါရော်နီကာကလည်းအနီစာမဆန်တဲ့ထိုးတက်မဲ့ပွဲဟာနိုဝင်ဘာလ9ရက်နေ့မှာကြာရောက်မှာဖြစ်ပါတယ်နောက်လဒီဇင်ဘာလရောက်ရင်တော့မြန်မာပြည်သက်တွေချေရတယ်တက်တစ္စစတာလီး ဂျေရှူအာဖိုင်ရဲ့ပွဲကိုနေရာအောင်ပါအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ၃လ၃လမြန်မာဖိုင်တာတို့ရဲ့စွမ်းရည်တွေတဲ့ပြတ်တမှုတွေနဲ့တူလုံးဝကိုရှင်းခုံးနေတာပြည့်ဖြစ်နေတာပါမြန်မာလက်ဝေးဖိုင်တာကျော်စားဝင်းစွန်ရက်တို့ရဲ့ဝန်ချက်မြန်ရှိပွဲဥထွေးအောင်မြင်ပါစေလို့ကျွန်တော်တို့မြန်မာပြည်သူအလုံးကရှင်းကုန်ဆက်လုပ်ရှာစွာဆုတောင်းရင်းစောင့်မျှော်နေကြပါပြီတကယ်လို့ကျော်စားဝင်းနဲ့စွန်ရက်တို့ရဲ့ပြိုင်ပွဲတွေကိုဝန်ချက်မြန်ရှိကတရားဝင်ကြီးညာလိုက်ပြီဆိုရင်ကျွန်တော်ထပ်မံကြီးညာအောင်မှာဖြစ်ပါတယ်